တဟတမရရှိခြင်းဖြင့်အချင်းပြေခြောက်ဆောင်မှုတိုက်ဖျက်ရေးမှာအပြင်းထန်ဆုံးအရေးမှုတစ်ခုလို့သုံးသပ်သူတွေကဆိုပါတယ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတရုတ်စစ်တပ်ရဲ့နံပါတ်2ခေါင်းဆောင်ဘူဟူစစ်ကော်မရှင်ဒီယိုကရာတူဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟဲဝီတုံနဲ့စစ်တပ်ရဲ့နိုင်ငံရေးဆိုင်ရာထိတ်တန့်အရာရှိဟောင်းဖြစ်တဲ့ဂျီတက်ဗိုလ်ချုပ်ကြီးမြောင်ဟွာအပါဝင်စစ်မြေအရာရှိ9ဦးကိုအေးအေးယူခဲ့တာပါ သူတို့ကိုပါတီစည်းကမ်းကို ဆိုးရွားစွာချူဖောက်ပြီး အလွန်များပြားတဲ့ငွေကြီးပမာဏပါဝင်တဲ့တာဝန်ထဲဆိုင်သောပြစ်မှုတွေကျွလွန်ကြောင်းတန်တရားရှိတယ်ဆိုတဲ့စွဲချက်တွေနဲ့အယူအကြရဖြစ်ပါတယ်ဒီပြစ်မှုတွေဟာအလွန်ဆိုးဝါးပြီးထိခိုက်စေတဲ့အကျိုးဆက်တွေရှိတယ်လို့လည်းထုတ်ပြန်ချက်မှာအလေးပေးဖော်ပြထားပါတယ်ဗိုလ်ချုပ်ကြီးဟဲဝေတော်ဟာလက်ရှိတာဝန်ထမ်းဆောင်နေစေဘူစစ်ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး1986ခုနှစ်ရင်ကျေးမှုတော်လှန်ရေးနောက်ပိုင်းဒီလိုအဆင့်မှာပထမဆုံးဖေရှားခံရတဲ့ဗိုလ်ချုပ်ကြီးတူဖြစ်လာပါတယ်သူဟာစစ်တပ်မှာတတိယအာဏာရှိဆုံးဖြစ်တဲ့အပြင် အာနာယကွန်မြူနီပါတီရဲ့ဒုတိယအမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ပိုလစ်ဘီယိုအဖွဲ့ဝင်တူလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီဖယ်ရှားမှုဟာစစ်တပ်ကိုယ်တော်မကတရုတ်နိုင်ငံရဲ့အမြင့်ဆုံးနိုင်ငံရေးအတိုင်းဝိုင်းကိုပါထိုက်ရိုက်တက်ရောက်မှုရှိနေပါတယ်။လေးလာသုံးသက်သူတွေကတော့ဒါကိုသမရရှိချင်းဖြင့်အင်ရှင်းလင်းနေတာလို့တင်စားခေါ်ဝေါ်နေကြပါတယ်။အကြခင်ကြည့်ပါတော့မယ့်ကွန်မြူနီပါတီရဲ့အရေးကြီးတဲ့စတုဒ္ဒကျေမျက်နှာစုံကြီးအစည်းအဝေးမတိုင်ခင်မှာဒီလိုရည်ရွယ်မှုတွေလှုံ့ဆော်တာဟာသမရရှိကသူ့ရဲ့တစ္ဆာကံလူသစ်တွေကို လွတ်လပ်သွားရဖို့စစ်ကောင်မရှင်မှအစားထိုးခံအဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ Atlantic Council ကသူတည်တည်သူဖြစ်တဲ့ဝမ်တီဆွန်ကဆိုပါတယ်ဖေရှားခံလိုက်ရတဲ့ဗိုလ်ချုပ်ကြီးဟဲဝီတုံးဟာသမရရှိချင်းဖြစ်တဲ့ယင်းဒီတဲ့ဆက်ဆံရှိသူတူဖြစ်လူတည်များပါတယ်သူဟာထိုင်ဝမ်ကိုမျက်နှာမူထားတဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုကိုယ်ကဲခဲ့သူဖြစ်ပြီး2022ခုနှစ်ကအမေရိကန်အောက်လွှတ်တော်ဥက္ကရာဟောင်းနန်စီဘရိုစီရဲ့ထိုင်ဝမ်ခီးစဉ်ပြီးမှ ရုပ်သမရကပြုလုပ်ခဲ့တဲ့အကြီးမားဆုံးစီရေးလေ့ကျင့်မှုတွေကိုအဓိကစီစဉ်ခဲ့သူဖြစ်တယ်လို့ပြည်ထောင်စစ်ဌာနချုပ်ကတော့ထုတ်ပေါ်ပြောဆိုခဲ့ပူပါတယ်။